မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာနေပြည်တော်နဲ့တက္ကသိုလ်ကဝင်ကြီးဌာနယုံတွေနဲ့ဝန်ထမ်းအရာမှာငလင်တန်ကြောင့်ပြိုကျပြီးတည်ဆုံးသူဝန်ထမ်း230ကျော်တိမြင့်တက်လာကအမြဲတမ်းအသွင်ဝင်တိုးပွန်မှုကြောင့်ညိုဝင်းတည်ဆုံးခဲ့တယ်လို့သိရပြီးနေပြည်တော်ကတန်းရွှေသိန်းစိန်မင်းအောင်လှိုင်တို့ရဲ့နေအိမ်တွေပါဝင်ခြောက်လွန်းတန်းနေအိမ်များစေယုံနဲ့သမရအိမ်တော်တို့ငလင်တန်ကြောင့်စူးစိုးဝါပျက်စီးမှုရှိပြီးစီရင်ခြင်းနေရာအဖွဲ့ကချက်ချင်းပြင်ဆင်နေကြောင်း၄ကိတ်ကိုတိုက်ပွဲမှာတည်ဆုံးသွားပြီလို့သတင်းလွှင့်က နေပြီးတော့အခွန်ညွန်ကြားရေးမှုဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတယ်။ဘုံမှုထင်းလင်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ကလည်းငလင်တန်ကြောင့်တေဆုံသွားကြတဲ့ဆိုတဲ့သတင်းတို့ကိုတင်ဆက်ပေးပါစေ။နေပြီးတော့နဲ့တက္ကုံမြို့နယ်တို့မှာရှိတဲ့ဝင်ကြီးဌာနရုံးနဲ့ဝန်ထမ်းအင်အားမှာငလင်တန်ကြောင့်အဆောက်အုံပြိုကျမှုများစွာဖြစ်ပေါ်ခဲ့ပြီးတေဆုံသူဝန်ထမ်း230ကျော်ရေးသွက်ကိုမြင့်တက်လာကြောင်းဝန်ထမ်းသမားကပြောဆိုထားပါတယ်။မဆ28နှစ်မိုးလယ်ပိုင်းနေပြီးတော့လုံသမားဝင်ကြီးဌာနဝင်ကြီးရုံးပြိုကျခဲ့ရမှာအမြဲတမ်းအသွင်းဝင်ဒုဗိုလ်မှူးကြီးအောင်ညွန်ဝင်းရလဲ ဒဏ်ရာရရှိပြီးတည်ဆုံသွားခဲ့ကြောင်းအလို့သမားဝင်ကြီးဌာနကဝင်တဲ့အများပြလဲဒဏ်ရာရရှိကြောင်းထားအပြင်နိုင်ငံခြားရေးဝင်ကြီးဌာနကအရာရှိတချို့နဲ့ဝန်ထမ်းများကလည်းဒဏ်ရာရရှိခဲ့ကြောင်းအခြားသောဝင်ကြီးဌာနယုံနေမှာလဲဒဏ်ရာရရှိသူတွေနဲ့တည်ဆုံသူများပြားကြောင်းကိုလည်းသိရှိရပါတယ်။နေပြည်တော်ဝင်တဲ့အင်အားမှာကတော့တည်ဆုံတာ200ကျော်နေပါပြီ။တပ်ကုန်းမှာလည်းတည်ဆုံတာ30ကျော်နေပြီ။တည်ဆုံမှုများတာကတော့ဝင်တဲ့အင်အားတွေမှာပြိုကျပြီးတည်ဆုံမှုတွေပါပဲ။ဒဏ်ရာရရှိသူတွေလည်းဖြစ်တယ်လို့ပဲစေကူးသားမှုတွေလုပ်နေရတယ်။ သူထံကစိုးရိမ်ရတဲ့သူတွေကြီးပါပဲလို့နေပြည်တော်တင်ကြီးမြတ်ကပြောဆိုထားပါဗျ။လက်ရှိမှာနေပြည်တော်ကဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေအားလုံးဟာလမ်းမတွေပေါ်မှာသာနေထိုင်အိတ်ဆက်ကြပြီးဝန်ထမ်းအင်အားများစုကတော့နေထိုင်ရမသင့်တော်တဲ့အခြေအနေကိုရောက်ရှိသွားကြောင်းကိုလည်းသိရှိရပါဗျ။ဝန်ထမ်းအင်အားတွေအားလုံးကပြိုတဲ့ဟာတွေပြိုတယ်မပြိုတဲ့ဟာတွေလည်းတိုက်တွေဆောင်းကုန်တာဖိန်းတန်တွေကွဲရကုန်တာတွေရှိတော့လူနေဖို့တော့မသင့်တော်ဘူး။မိသားစုတွေနဲ့ဝန်ထမ်းတွေကအကွဲဆောင်းနေတဲ့တိုက်တွေမှာလူဝက်တာလေးတွေဝင်ယူနေရာနဲ့အိတ်တာကအပြင်မှာပဲဖြာခင်းပြီးနေကြအိတ်ကြရတယ်။ အင်နာတက်တဲ့ချိန်ခဏပြန်ပြေးတတ်အင်ယာတွေမှာတော့နေဖို့မသင့်တော်တော့ဘူးလာမဲ့တနေ့နာနေ့ရုံးနေတက်ဖို့တော့ခက်မယ်လို့နေပြည်တော်ကဝန်ထမ်းတို့ကပြောဆိုထားပါတယ်ဆက်လက်ပြီးနေပြည်တော်ကစစ်အာဏာရှင်အောင်တန်းရွှေတမရဟောင်းတိန်းစိန်လက်ရှိအကြံဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်တို့ရဲ့နေအိမ်တွေပါဝင်ခြောက်လွန်းတဲ့နေအိမ်တွေစစ်ရုံးနဲ့တမရအိမ်တော်တို့ကငလျင်တန်းကြောင့်ဆူဆူဝါပျက်စီးမှုရှိပြီးစစ်ရင်ကျင်နေအဖွဲ့ကချက်ချင်းပြင်ဆင်နေကြောင်းကိုလည်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားလို့သိရပါတယ်မဆာ28နှစ်မိုးလဲပိုင်းလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်း နေပြည်တော်ကစစ်ကောင်းဆောင်နဲ့ခေါင်းဆောင်ဟောင်းတွေရဲ့ခြောက်လုံးတန်းနေရင်တွေပျက်စီးမှုရှိခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းနဲ့ဒါအပြင်နေပြည်တော်စစ်ရုံးနဲ့သမရအိမ်တော်တို့မှလည်းစိုးရွားစွာပျက်စီးသွားကြောင်းမရောက်နိုင်တဲ့ဆိုးဝင်းပါဝင်စစ်ကောင်းစီဖွဲ့ဝင်တွေကလည်းအခြားသောနေရာတွေကိုပြောင်းရွှေ့ရုံးတိုင်ခြင်းအစည်းအဝေးကျင်းပခြင်းတွေကိုလှုံ့ဆော်နေကြကြောင်းကိုလည်းသိရှိရပါတယ်။စိုးပါပျက်စီးသွားတဲ့ခြောက်လုံးတန်းကနေရင်တွေနေပြည်တော်စစ်ရုံးသမရအိမ်တော်တို့ကိုအကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်တဲ့တိုက်ရိုက်စီမံခံခွဲမှုနဲ့စစ်အင်ဂျင်နီယာတပ်ဖွဲ့ကအထူးအဖွဲ့များဖွဲ့စည်းကာ ချက်ချင်းပြင်ဆင်မှုတွေလှုပ်ဆောင်လဲရှိကြောင်းကိုလည်းသိရှိရပါတယ်။ပြည်သူတွေကတော့ဒီဂျိုဆိုးကောင်နဲ့မိသားစုလိုက်ပါသွားဖို့ကညှော်လင့်နေကြကြောင်းမှတ်ချက်ပြုထားကြတာပဲဖြစ်ပါတယ်။ထမှန်မြေကင်းပြင်းနဲ့၄ကီကော်တာဘက်မှာတည်ဆုံနေလို့သတင်းလွှင့်ပြီးနေပြီးတော့အခွန်ညှော်ကြားရေးမှုဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဘုံမူထင်လင်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ကလည်းငလင်တန်းကြောင့်တည်ဆုံခဲ့ကြောင်းသိရပြန်တာပါ။မဆာ၂၈ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြေငလင်ကြောင်းနေပြီးတော့အခွန်ညှော်ကြားရေးမှုဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးထင်းလင်းစော်ရဲ့ဇနီးယူဇနာကျော်နဲ့တမီးဖြစ်သူတို့တိုက်ပိကတေဆုံးခဲ့ခြင်းဖြစ်ကြောင်းကိုသိရပါဗျ။ဗိုလ်မှူးထင်းလင်းစော်ဟာပသိမ်မျိုးဖတ်တန်းလန်းအနန္ဒဂုံရင်တစ်ဆက်ပိုင်ရှင်ရဲ့တမတ်ဖြစ်ပြီးလေးကစ်ကောတိုက်ပွဲမှာတေဆုံးတယ်လို့သတင်းလွှင့်ကနေမာနာယူနေထိုင်ပြီးမှပြည်ရင်းခွန်ဦးစီးဌာနဘက်ကအသွင်ပြောင်းရွှေ့သွားသူဖြစ်ကြောင်းသိရှိရပါဗျ။ပသိမ်မျိုးဖတ်တန်းလန်းအနန္ဒဂုံရင်တစ်ဆက်ပိုင်ရှင်ရဲ့တမတ်အကျမ်းဘက်ဗိုလ်မှူးထင်းလင်းစော်ရဲ့မိမယူဇနာကျော်နဲ့တမီးဖြစ်သူနေပြီးတော့မှတိုက်ပိပြီးတေဆုံးတယ်လို့သိရပါဗျ။ရုံလုံးတွေကတော့နေပြီးတော့မှပဲလို့သိရတယ်။ ပသိမ်မြို့ကိုအခုထိပြန်မတည်သေးဘူးလို့ဒေသတွင်ရင်းမြစ်ကပြောဆိုထားပါဗျ။ဒီသတင်းကလည်းတည်ပြီးတော့သတင်းထက်လွှင့်တာလည်းဖြစ်နိုင်ကြောင်းပြည်သူတွေကတော့မှတ်ချက်ပြုထားပြန်တာပဲဖြစ်ပါတယ်။မတ်ပန်ဆယ်လိုကတော့ငလင်ကတနိုင်ငံလုံးမို့စစ်ကောင်စီအဆောက်အုံချို့လေထိတာကိုပွဲခံရင်ဟာတလုံးရအချိန်မဟုတ်ပါဘူးတဲ့။အများစုထိခိုက်ဆုံးရှုံးရတာပြည်သူတွေပါ။အကောက်ယူလဲပြည်သူချင်းသွေးကွဲမဲ့အပြောဆိုလေးတွေဒီချိန်မှာရှောင်ကျဉ်ကြဖို့ကိုလည်းသတိပေးထားပြန်တာပဲဖြစ်ပါတယ်။မြမငလင်ဘေးအတွက်ဩစတြေးလျနိုင်ငံကနေကနဦးကူညီဒေါ်လာ1တန်းကိုအပြည့်ပြည့်ဆိုင်ဆိုင်ကြက်ချင်နေတဲ့ ICRC ကသစင်ပေးရသွားမယ်လို့ဩစတြေးလျဆိုရကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ဩစတြေးလျဆိုရအနေနဲ့ငလျင်ဘေးကူညီတွေကိုမြန်မာအကြမ်းဖက်စစ်ကောင်စီစီဓာတ်ရိုက်ငွေကြေးထောက်ပံ့မှုပြုလုပ်မှာမဟုတ်ပဲဒီကူညီတွေဟာစစ်ကောင်စီကိုတရားဝင်မှုမဖြစ်စေဖို့ထိရောက်သေးတဲ့အစီအစဉ်များဆောင်ရွက်သွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးနဲ့နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ပစိဖိတ်ရာဝန်ကြီးတို့ရဲ့ပူးပေါင်းတရင်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဩစတြေးလျငရင်ဘေးထောက်ပံ့နေဟာအရေးပေါ်ဆေးဘက်ဆိုင်ရာကူညီတွေနဲ့အသက်ကြီးကူညီများဆောင်ရွက်နိုင်ဖို့ ICRC ကနေကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ ဒါအပြင်ဩစတြေးလျအနေနဲ့မြန်မာနိုင်ငံရဲ့ရှိပိသားဒုက္ခချင်းတွေကိုပုံမဆိုးရွားစေတဲ့မဆာ28ရက်ငလင်ဖြစ်စဉ်အတွက်ဝမ်းနေကြောင်းမြန်မာငလင်ဘေးအတွက်ကုလသမဂ္ဂဘိုးအရေးပေါ်အရင်းမြစ်ပံ့ပိုးမှုရန်ပုံငွေ UNCRF ကနေဒေါ်လာ5သန်းတိုင်းရင်ထုတ်ပေးမှုကိုလည်းကြိုးဆိုချောင်းကိုဖော်ပြထားပါတယ်။အမည်မဖော်လို့သူပြည်သူတို့ကတော့အရင်အစိုးရလက်ထက်ကကိုဗစ်နဲ့ကြုံတော့တော်တော်လုံးပြသွားနိုင်တယ်ပြောရမယ်။အမေရိကန်သမ္မတကိုထိုးပေးတဲ့ကာကွယ်ဆေးကိုပြည်သူတွေကိုထိုးပေးရဆိုပြီးသတင်းမှွေးတယ်။ကိုဗစ်ထောက်ပံ့ငွေဆိုတာ260အတွင်း အစိုးရစီကမြန်မာပြည်သူတွေပထမဆုံးရာဘူးတဲ့အထောက်ပံ့ဖြစ်တမိုင်းတွင်ခဲ့တယ်။ကိုဗစ်ဟာကတ်ဆိုးဆိုရင်တော့ NLD တွတ်တော်သူ့ဆွမ်းဆောင်ကိုပြာခွင့်ရတဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။တက်မတော်ကမတရားအာဏာလုလိုက်တဲ့လက်ထက်မှာတော့အခွင့်အရေးတွေအများကြီးရခဲ့တယ်။ကိုဗစ်ပြင်ရေပင်းနဲ့ငလျင်ပေးတွေဘာလို့ရမယ်မသိတာနဲ့ပဲအခွင့်အရေးတွေဆုံးရှုံးကုန်တယ်။ကိုဗစ်မှာမကူညီနိုင်တဲ့အပြင်အောက်ဆီဂျင်အိုးတွေလိုက်လူတာတို့ရေပေးတဲ့အိမ်တွေစီကပြူစောတွေလိုက်လူတာကိုမသားစီးနိုင်တာတို့ကြောင့်ပြည်သူတွေစီကရာသင်းနဲ့အမှတ်တွေအများကြီးဆုံးရှုံးခဲ့တယ်။ အခုငလင်ဘေးမှာလဲအကြံဘတ်စစ်ကောင်စီအနေနဲ့ဘေကစားကူညီရမယ်မှန်မသိတဲ့အပြင်ညီတဲ့သူကအောက်ခြေကအုပ်ကြီးတွေကငွေလိုက်ညစ်တာတွေဖြည့်အောင်မယ်ဆိုတာတသိန်းကြီးတောင်လောင်းဝင်ပါတယ်ဒီနိုင်ငံရဲ့တမိုင်းမှာတပ်မတော်ရဲ့နာမည်ဟာအဝီစီးတီထိုးကြသွားပါပြီဒါဟာထောက်ပြပြုပြင်ရမယ့်အစားအဘအကွက်တွေလှတယ်ဆိုပြီးမျိုးလုံးမိတ်ထိုင်လွန်နေကြတဲ့မျိုးချစ်အယောင်ဆောင်တွေကြောင့်တပ်မတော်ဟာခုလောက်ထိရုပ်ပြက်စင်းပြက်ဖြစ်သွားခဲ့ရတာပါတပ်မတော်ကြောထောင်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီလိုလိုပါတီမျိုးတွေ ညီမတမိုင်းမှာဘယ်တော့မှမဲမရနိုင်တော့ပါဘူးတတက်ခိုင်ဘူးလက်စော်မင်းထုံးနဲ့အမှုပညာလောကကဆိုရင်ယုံလေးဒိန်းအောင်တို့လူမျိုးတွေသူတို့တတက်မှာဘယ်တော့မှလူတော့ပြန်တိုးခွင့်ရတော့မှာမဟုတ်ပါဘူးအချင်းတွေကိုနောက်ပြန်ဆုတ်ချင်တယ်ပြည်သူတွေစကပလာတာလှူနေကြတဲ့တတ်မတော်သားတွေစီကိုပြန်သွားပြီးရောင်းတားဆီးချင်တယ်မင်းတို့ဝိုင်းလူစားလိုက်ကြတဲ့ပလာတာထဲမှာတတ်မတော်ရဲ့နှိမ့်ချစစာဂုံတိတ်ခါတွေပါသွားတယ်လို့ပြောပြချင်လိုက်တာဆိုကခြေသားထားရပဲဖြစ်ပါတယ် ဒီတင်ကြောင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာပြည်သူတွေအားလုံးဘေးရန်နဲ့ကယ်ဆိုးတွေကနေကင်းဝေးကြပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါရခင်ဗျာ